နေ့မှာဆရာရွေးချယ်ထားတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး14အပိုင်ငယ်25ကနေ35ဖြစ်ပါမယ်လူအစုဝေးအပေါင်းတို့သည်နောက်တော်သို့လိုက်ကြသည်ကိုယေရှုသည်လှည့်၍ကြည်တော်မူပြီးလျှင်အချင်းတို့သည်ငါထံသို့လာ၍မိဘသားမယားညီအကို မောင်နှမတို့ကို၎င်းထိုမြမကမိမိအသက်ကို၎င်းမမုံထိုသူသည်ငါတပည့်မဖြစ်နိုင်ရာအချင်းတို့သည်မိမိလက်ဝါးကတိုင်ကိုထမ်း၍ငါနောက်သို့မလိုက် ထိုသူသည်ငါတပည့် ဖြစ်နိုင်ရာသင်တို့တွင်တယောက်သောသူသည်တိုက်ကိုတီမီဟု မကြံရှိလင်ထိုတိုက်ပြီးအောင်ငွေလောက်မီမလောက်မီကိုတီချင်းကရှေးဥစွာထိုင်၍ကုံကြဆဲကိုမချင်းကြံနေမီလောတို့မဟုတ်တိုက်မြေကိုတီ၍တိုက်ကိုမပြေးနိုင်လင်တိမြင်သောသူအပေါင်းတို့သည်ကဤသူသည်တီစပြု၍အစမတတ်နိုင်ဟုကဲရကြလိမ့်မည်တနည်းကတဆုံတယောက်သော ှင်ဘယင်သည်အခြားသောရှင်ဘယင်နှင့်စစ်ပြိုင်မည်ဟုအကြံရှိလင်လူ2000နှင့်ချီလာသောရှင်ဘယင်ကို လူ1000နှင့်ခနိုင်မည်မခနိုင်မည်ကိုရှေးဦးစွာထိုင်၍မစင်ချင်ပဲနေမည်လောမခနိုင်သည် မှန်လင်အခြားသောရှင်ဘယင်ဝေသောအခါတန်တမန်ကိုစေလွှတ်၍စိတ်ငြိမ်မည်အကြောင်းတောင်းပန်တတ်သည်မဟုတ်လောထိုနည်းသူတင်တို့တွင်အကျဉ်သူသည်မိမိ၌ရှိသည်များကိုမစွန်ပဲနေ၏ ၏ထိုသူသည်ငါတပည့်မဖြစ်နိုင်ရာ စားမှုကကောင်း၏တို့တော်လည်းအငံပြောက်ကင်းလင်ငံတော်အရတာကိုအပေတို့ရပြန်မည်နည်းမိဖို့မကောင်းအမိုက်ပုံဖို့မကောင်းထိုစားကိုပြင်တို့ပြစ်လိုက်တတ်၏ကြားเสียနာရှိတော်သူမိသည်ကကြားပါစေဟု မိန်တော်မူ၏ ဆိုတော့ဒီမှာဖရာရဲ့နှုတ်ကပတ်တော်เนาะဆိုတော့ဒီနေ့မနေ့မှာเนาะဆရာခွန်အားပေးခြင်းတဲ့အရာကပါလဲဆိုရင်မြင့်မြတ်တော်ဖရာရဲ့သားသမီးเนาะဖရာရှင်ရဲ့ကျေးဇူးတော်အဖြစ်ငါတို့ကမြင့်မြတ်တော်ဖရာရဲ့သားသမီးဖြစ်ရတော်ခွင့်ရရှိတာဖြစ်တယ်ဆိုတော့လူပေါင်းမြောက်များစွာထဲမှာเนาะငါတို့တန်ပေါင်း9000အထဲမှာသူ့ရဲ့သားသမီးဖရာသခင်ရဲ့သားသမီးဖြစ်ရတော်ခွင့်ရရှိတာဟာတကယ်ပဲဖရာရဲ့ကျေးဇူးတော်တသက်ပဲဖြစ်ပါတယ် အဲ့ဒါကြောင့်မဲရှင်လူကာကဒီမှာခရစ်တော်ပြောခဲ့တဲ့စကားကိုဒီမှာဖော်ပြပေးထားတာကို ကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တဲ့အဲ့ကြောင့်ဖရားရဲ့နော်အမှုတော်ဆောင်တမျိုးနဲ့ပြောဒီကနေ့မှာဖရားရဲ့အမှုတော်ဆောင်လို့ဆရာတို့ပြောရင်ဘသူပဲလဲဆိုရင်တော့ထေနတ်တာဖရားအမှုတော်ဆောင်လေးပဲ။ နှောင်ငွေနဲ့ပေးပြီးခါမှာအစေခံတဲ့လူပဲထင်ပါတယ်ဒါပေမဲ့ဓမ္မတိကိုကြည့်တဲ့အခါမှာဖရာရဲ့အမှုတော်ဆောင်ကဘသူတွေလဲဆိုရင်အားလုံးဖရာကိုချစ်တဲ့ဖရာရဲ့ယုံကြည်သူအားလုံးကဖရာသခင်ရဲ့အမှုတော်ဆောင်လေးဖြစ်တယ်ဆိုတာကိုဒီမှာပေါ်ပြပေးထားတာဖြစ်တဲ့ အဲ့ကြောင့်မေသခင်ယေရှုကမြင့်မြတ်တဲ့အမှုတော်ဆောင်ဖြစ်ဖို့အတွက်ခေါ်ဖိတ်တဲ့အခါမှာနေဥပရိတတွေစီမင်းတွေရှိတယ်ဆိုတဲ့အကြောင်းကိုဖော်ပြပေးထားတယ်။အဲ့ကြောင့်တို့ရုံကြည်သူဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကစီမင်းစီကံဥပရိနဲ့အသက်ရှင်သောသူတွေဖြစ်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်။အဲ့ကြောင့်ဖခင်ရဲ့တာသမီတော်တော်များများကိုကြည်ပါနော်ဒီမနေ့မှလည်းငါတို့ဖခင်ကိုဝတ်ပြုကိုးကွယ်ဖို့လာတဲ့အခါမှာငါတို့ဘလို့ပြင်ဆင်ပြီးခါမှာငါတို့လာကြတယ်လေ။ ဒါအရေးကြီးတယ်เนาะကျွန်တော်တို့ရဲ့အသက်တာထဲမှာဖះကိုကျွန်တော်တို့ကနေ့စဉ်နဲ့နေတိုင်းဝက်ပြုတ်ကိုကိုွယ်ဖို့လာတဲ့အခါမှာဘယ်လိုပြင်ဆင်ပြီးမှလာတယ်လဲเนาะကိုယ့်ရဲ့အသက်တာကိုပြန်ပြီးဆင်ခြင်ကြည့်လိုက်ပါကိုယ့်ရဲ့ဝိညာဉ်เนาะတခါတလေဖះရဲ့ဝက်ပြုတ်ကိုကိုွယ်တဲ့အချိန်မှာကျွန်တော်လာတဲ့အခါမှာကိုကလူကြီးပဲလာတဲ့ခါမှာဝိညာဉ်မပါလာဘူးဆိုရင်ဘယ်တော့ခါမှာဖះရဲ့ကောင်းကြီးခံစားရမှာမဟုတ်ဘူး အဲ့တော့ကြောင့်မဲဒီမှာဖော်ပြပေးထားတာမြင့်မြတ်သောအမှုတော်ဆောင်ကဘယ်လိုမျိုးမြင့်မြတ်သောအမှုတော်ဆောင်ဖြစ်တယ်လဲဆိုတာကိုခရစ်တော်ကဖော်ပြပေးပြီးသားဒီကနေ့မှာငါတို့ဖခင်ရဲ့ကျေးဇူးတော်အားဖြင့်เนาะဖခင်ရဲ့ဒါသမီးဖြစ်ခွင့်ရတဲ့ဟာအယံပဲကောင်းမြတ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရတာဖြစ်တယ်။အဲ့ကြောင့်မဲခရစ်တော်ကဒီမှာဖော်ပြပေးထားတာနော်ရှင်လူကခရစ်ဝင်အခန်းကြီး၁၄ပိုင်ငယ်25နဲ့35မှာခုနကျွန်တော်ဖော်ပြပေးပြီးသားအင်္ဂလိပ်လိုမှာတော့ပိုကောင်းတယ် If anyone comes to me be my disciple ငါရဲ့တပည့်တော်ဖြစ်ခြင်းတော်သူမှန်သမျှကတဲ့ဒီလိုမျိုးတွေလုတ်ကိုလုတ်ရမယ်ဆိုပြီးခမအပိုင်ငယ်26မှာဖော်ပြပေးထားတယ်အဲ့ဒါကပါလဲဆိုရင် hey his father and mother သူရဲ့မိဘကိုမုန်းရမယ်တဲ့ဒီမှာ hey ဆိုပြီးမှတုံးထားတယ်နောက်ပြီးမှလဲ hey wife and children ကိုယ့်ရဲ့ဇနီးတဲ့နဲ့ကလေးတွေကိုမုန်းရမယ် hey brothers and sister เนาะ ညီကိုမောင်နှမဒီကိုလည်းမုံတီးရမယ်တဲ့ hey he's online သူ့ရဲ့အတက်တာကိုတော့မှပို့ပြီးခါမှမုံတီးရမယ်လို့ဖော်ပြပေးထားတယ်။အဲကြောင့်ဒီမှာဘာဖြစ်လို့ရှင်လူကာကဘာဖြစ်လို့ hey ဆိုတဲ့စကားကိုတုံးထားတယ်လဲ။အဲ့မှာ dictionary မှာတွားကြည့်တဲ့အခါမှာဘလို့ new oxford american dictionary ကတော့ဘာလဲဆိုရင် passionate dislike for someone နဲ့ ဘာကိုဖော်ပြပေးတယ်လဲဆိုဟိတ်ဆိုတာဒီမှာဖော်ပြပေးထားတဲ့အရာကသူ့ရဲ့နှလုံးသားထဲမှာအယံမဲ့အဲ့အရာပဲရှိပြီးခါမှကြံတဲ့အရာကိုဦးစားပေးတာမလို့ချင်တာကိုဖော်ပြပေးထားတဲ့ dictionary ကအဲကြောင့်ဖရားရဲ့သာသမီတွေကဖရားကိုနံပါတ်1နေရာမှာထားပါလို့ပြောတာ ਨੇ တူတူပဲ အကြောင်းခရစ်တော်ပြောတယ်ငါနောက်လိုက်တော်သူငါရဲ့သားသမီးဖြစ်ချင်တော်သူမှန်သမျှကသားသမီးဒီမိဘတွေညီကောင်မောင်နှမတွေသူ့ရဲ့အသက်တာကိုတော်မှသူကစွန့်လွတ်ပြီးကမှငါကိုနံပါတ်1နေရာမှာထားတော်သူဖြစ်ရမယ်ဆိုပြီးကမှဒီမှာဟိတ်ဆိုတဲ့စက္ကလုံကိုတုံးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့တော့မေဖျားရှင်ကဘာလဲဆိုတော့သူ့ထက်ပိုပြီးခါမှကယူဆိုင်တော်သူမရှိဖို့အတွက်ကိုဖျားရှင်ကဒီမှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရတယ် ဲ့တော့မဲရှိမတဲခရဝင်ကြံเนาะရှိမတဲခရဝင်ကြအခန်းကြီး20နဲ့နှစ်အပိုက်ငယ်30နဲ့ခုမှာဘာပြောထားတယ်လဲဆိုရင်ယေရှုကသင်ဤဖျားသခင်ထားပါဖျားကိုစိတ်နှလုံးအကျွင်မဲ့ဉာဏ်ရှိသည်။နှင့်ချစ်လောဟုသောပညတ်သည်ပထမပညတ်ဖြစ်၏လို့ဖော်ပြပေးထားတာဖြစ်တယ်။အဲကြောင့်ဒီကနေ့မှာငါတို့ကဖျားရဲ့ဂျေဇူးတော်အားဖြင့် ဖရာရဲ့ဒါသမီးတွေဖြည့်ခွင့်ရတဲ့အခါမှာငါတို့ရဲ့အတ္တတာကောတကယ်ဖရာကိုချစ်ပြီးမှလိုက်လျှောက်တော့ဖရာရဲ့ဒါသမီးတွေဖြစ်သလားအဲကြောင့်မေယေရှုကလည်းပြောထားတာထာဝရဖရာကိုစိတ်နှလုံးအကျုံးမဲ့တော်တော်များများငါတို့ဝတ်ပြုတာဒီကိုပြန်ပြီးခါမှစဉ်းစားကြည့်ပါငါတို့ဝတ်ပြုတဲ့ခါမှာငါတို့အာယုံကတခြားနှုတ်ကပတ်တော်ရောက်တာကတခြား ဒါပေမဲ့ငါတို့လိုချင်တဲ့အခါမှာဆူတောင်းတဲ့အခါမှာတော့တရားမှာတရား focus ဘုရားရှင်မှာငါတို့ဆူတောင်းတဲ့အခါမှာဘုရားရှင်ကကျွန်တော်ရဲ့ဆူတောင်းတဲ့ကိုနားမညောင်းဘူး။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဘုရားရဲ့ဝတ်ပြုကိုးကွယ်တဲ့နှလုံးသားကမမှန်ကန်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်။အဲ့ဒါကြောင့်ပဲယေရှုကဘုရားသခင်ကိုစိတ်နှလုံးအကျွင်းမဲ့အဲ့မှာစိတ်နှလုံးအကျွင်းမဲ့လို့ပြောတာ90နဲ့9လို့ပြောတာမဟုတ်ဘူးတရားမှာတရားဘယ်လိုကျွန်တော်တို့ကဘုရားကိုဝတ်ပြုကိုးကွယ်တယ်လဲ။ တကယ်ပဲတန်ရှင်းတော့ဝိညာဉ်တော်ဖရာကဒီကနေ့မှာကျွန်တော်နဲ့အတူပါရှိတယ်ဆိုတော့ကိုတကယ်ပဲမြည်ဆန်းသိရှိတော်သူဖြစ်လားဘုရားနဲ့သာဝရဖရာတကယ်ပဲချစ်ချင်းမြတ်တာဖြစ်တယ်လို့ငါတို့ပြောတယ်သာဝရဖရာရဲ့ချစ်ချင်းမြတ်တာကိုတကယ်မြည်ဆန်းသိရှိလို့လားနေတိုင်းယေရှုဖရာကတကယ်ပဲသူ့ရဲ့တတဟာအယမက်ကောင်းတယ်ငါတို့တပုံသက်တည်ဖြစ်တယ်ဆိုပြီးမှနေ့စဉ်နဲ့နေတဲ့ယေရှုဖရာရဲ့တုန်တင်ချက်ကိုဆွဲလမ်းမှုရှိသလား နောက်ပြီးမှတန်ရှင်းသောဝိညာဉ်တော်ဖခင်ကဒီကနေ့မှအသက်ရှင်နေဆိုတာကိုကျွန်တော်တို့ကတကယ်ပဲယုံကြည်ပြီးမှဒီကနေ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့နော်လမ်းပြမှုကိုကျွန်တော်တကယ်ပဲစာငါတောင်းတာတော်သူဖြစ်သလားဒါကြောင့်မေယေရှုကပြောတယ်တင်းဖခင်သခင်ထားပါဖခင်ကိုစိတ်နှလုံးအကျုံးမဲ့ဒီနေ့မှကျွန်တော်စိတ်နှလုံးအကျုံးမဲ့နဲ့ဝတ်ပြုဖို့ကြွယ်ဖို့လားသလားဆရာကတော့လူနေတာများတာကိုအဓိက မထားဘူး လူနေရင်လည်းထာဝရဘုရားကကျွန်တော်တို့နဲ့အတူပါရှိတယ်ဒီနေရာမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားယေရှုဘုရားကျွန်တော်တို့နဲ့အတူပါရှိတယ်တထောင်မဟုတ်ရင်လည်းဒီတရားဒေသနာပဲတယောက်ကိုဟောရင်လည်းတရားဒေသနာပဲအဲ့ဒါကြောင့်ကျွန်တော်ရဲ့နှလုံးသားကကိုစိတ်နှလုံးအကျုံမဲ့နဲ့ကျွန်တော်တို့ကပြင်ဆင်ပေးလာသလား လူများမှာပဲကျွန်တော်တို့ကပြင်ဆင်ပြီးခမဖာရှဲခဲ့တော့ပဲကျွန်တော်အသက်တာရှိတော့သူများမဖြစ်ဖို့အတွက်ကိုယေရှုကပေါ်ပြပေးထားတယ်။တင်းရဲ့ထားရဘုရားကိုစိတ်နှလုံးအကျွတ်မဲ့ဉာဏ်ရှိသည်မြနဲ့ချစ်လို့တဲ့။ဉာဏ်ရှိသည်မြနဲ့ချစ်လို့။အဲ့တနာကြီးအတော်တွန်းမှာဘုရားရှင်ကိုကျွန်တော်တရားမှာတရားတကယ်ပဲအချိန်ပေးသလား။ကိုရောဘုရားဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာဘယ်လိုလုပ်တယ်လဲ။ကျွန်မရဲ့အသက်တာမှာဘယ်လိုပြင်ဆင်ပေးခြင်းတယ်လဲ။တကယ်ပဲကျွန်တော်ချစ်လို့ ဟူသောပညတ်တိပထမပညတ်ပညတ်အများကြီးပါမောရှိထားထားတဲ့ပညတ်အများကြီးထဲကနဲ့ကျွန်တော်တို့ရဲ့နော်အဲပညတ်အများကြီးထဲကနဲ့အကောင်းဆုံးသောပညတ်ကပါတယ်လေထာဝရဖြတ်ကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လောလို့ဖော်ပြပေးထားတာကပညတ်တကအားလုံးဤထဲပထမပညတ်ဖြစ်တယ်တဲ့ဒီကလေးမှာဖះကိုချစ်တဲ့ဖះရဲ့သားသမီးဒီကျွန်တော်တို့ရဲ့အသက်တာမှာကောဖះရှင်ကနံပါတ်1ဖြစ်သလား ကိုယ့်ရဲ့မိသားစုဒုက္ခတွေရောက်လာပြီဆိုရင်တော့ဖခင်ကိုဆုံးပြီးမှပြီးတော့သူများဖြစ်မိသလားကိုယ်စိတ်သက်ကြတဲ့အချိန်နဲ့ဝတ်ပြုကိုယ်ကွယ်ခြင်းနဲ့လှုပ်တော့မယ်ဆိုတာဝတ်ပြုကိုယ်ကွယ်ခြင်းထက်ဖခင်ကိုဝတ်ပြုကိုယ်ကွယ်ခြင်းထက်ကျွန်တော်ရဲ့ပြဿနာကြီးကပဲကျွန်တော်ကိုဥဆောင်နေတော့သူများဖြစ်သလားလူ ਆ ပဲခန္ဓာကိုယ်ကပဲဒီဖဲမှာရောက်နေဗိမာန်တော်ထဲမှာရောက်ပြီးမှကျွန်တော်စိတ်နှလုံးသားထဲเนาะဖျားနဲ့ဒင်းကွာနေတော့သူများဖြစ်သလား တိပိခမအရေးကြီးပါတယ်ယူဒရှာကတော့တမန်တော်72ပါနော်ယေရှုနောက်ကိုနေတိုင်းညာတိုင်းတရားဟောတာကိုယေရှုရဲ့နမိတ်လက္ခဏာတွေကိုမြင်ပြီးမှဖခင်နဲ့ဝေးကွာစွာအသက်ရှင်တယ်ဒီနေ့ကျွန်တော်တို့တွေလည်းခရိယန်နာဖြစ်တယ်ဒါပေမဲ့အတ္တတာမှာကြီးထွားမှုမရှိဘဲနဲ့တနေ့ငွေနေ့မလို့ဖခင်เจ้าကိုရောက်တဲ့ဟာမျိုးဆိုရင်ဖခင်ရှင်ကစစ်မှန်တော်ငါရဲ့သားသမီးလို့ပြောမှာမဟုတ်ဘူး ဖယားတခင်လူချင်းနဲ့အရာကဘာလဲဆိုရင်ဝတ်ပြုကိုကိုရဲအခါတိုင်းဖယားနဲ့တွေ့ဆုံတဲ့ခါတိုင်းမှာတရားမှာတရားစိတ်နှလုံးအကျွတ်မဲ့ဉာဏ်ရှိသည်မနဲ့ချစ်တော်သူများဖြစ်ဖို့ကိုဖယားရှင်ကအလိုတော်ရှိတာဖြစ်တယ်။တစ်မျိုးနဲ့ပြောရရင်နံပါတ်1နေရာမှာဖယားကိုထားသလား။အဲ့ဒါကတိတ်ပြီးခါမှအရေးကြီးပါတယ်။အဲ့ဒါကြောင့်မယ့်အပိုင်ငယ်20နဲ့ခုမှာထပ်ပြီးမှပေါ်ပြပေးထားတာ whoever doesn't bear his cross ့ရဲ့လက်ဝါးကားတိုင်ကိုတူထမ်းဖို့လိုတယ်တဲ့မထမ်းလို့ရှိရင်တဲ့ does not အဲ့မှာပေါ်ပြပေးထားပါတယ် whoever does not bear his cross cannot be my disciple တူလက်ဝါးကားတိုင်ကိုတူမထမ်းမှုဆိုငါနဲ့လုံးဝမထိုက်တန်မောငါရဲ့တပည့်ဖြစ်ခြင်းနဲ့မထိုက်တန်မော ပေါ်ပြပေးထားတယ်အဲ့ဒါလေဝါကားတိုင်းကိုမိမိကိုယ်တိုင်ကိုထမ်းရမယ်အဲ့လေဝါကားတိုင်းထမ်းတဲ့နေရာမှာဘာဖြစ်လဲခရစ်တော်အားဖြင့်ဖခင်သခင်အားဖြင့်ကျွန်တော်ပြောရရင်တော့ဖခင်ဖြင့်ကျွန်တော်တို့ဒီသူတပားရဲ့စော်ကားမော်ကားပြောတာတွေခံရမယ်ဒုက္ခဆင်းရဲတွေကြုံရမယ်ပြဿနာတွေကြုံတွေ့ရမယ်လေဝါကားတိုင်းကိုရဲရဲနဲ့ကျွန်တော်ကထမ်းဆောင်သောသူတွေဖြစ်သလားဆိုတာကဒီမှာဖော်ပြပေးထားတယ်အဲ့လိုမထမ်းနိုင်မှုဆိုရင်နဲ့ကျွန်တော်တို့တွေက cannot be my disciple ကျွန်တော်တို့တွေကဘာဖြစ်လဲဆိုရင်တပည့်ကောင်းမဖြစ်နိုင်ဘူးအဲ့ကြောင့်ကျွန်တော်ခက်ခဲချင်းတွေကျွန်တော်ကြုံတွေ့တဲ့အခါမှာခရစ်တော်နဲ့ခက်ခဲချင်းတွေကြုံတွေ့တဲ့အခါမှာခက်ခဲချင်းကိုပဲကျွန်တော်ကဦးစားပေးတော်သူများဖြစ်သလားဒုက္ခခံတဲ့အခါမှာဒုက္ခတွေတော့ပဲကျွန်တော်တို့ကခရစ်တော်ကိုစွန့်ပစ်ပြီးမှထားတော်သူများဖြစ်သလားဖျားနာခြင်းလောကစည်းစိမ်ကြော်ကြားခြင်းဖျားကိုလိုခြင်းတတ်မှတ်တဲ့အရာအားလုံးနဲ့ပဲကျွန်တော်တို့တွေကဗာလဲအဲနောက်ပဲလိုက်ပြီးမှဖျားကိုထားခဲ့တော်သူများဖြစ်သလား မဟုတ်ပဲနဲ့အဲ့အာဒီကိုကင်ပြီးခါမှကိုယ့်ရဲ့လက်ဝါးကားတိုင်ကိုထမ်းပြီးခါမှဆုံခန်းတိုင်အောင်သွားတော့ဖရားရဲ့တာသမီးတွေဖြစ်သလားဆိုတဲ့အရာကပို့ပြီးခါမှအရေးကြီးပါတယ်။အဲကြောင့်တမန်ကျမ်းစာထဲမှာကျွန်တော်အခုနခရစ်တော်ပြောတဲ့အရာတွေကိုလက်တွေ့ဘသူတွေကကြင်ကြံခဲ့တယ်လေဘီလီဂရဟမ်တို့တွေကကြင်ကြံခဲ့တယ်။ဘီလီဂရဟမ်ဟာအယံနာမည်ကြီးလာတဲ့အခါမှာမင်းသားလို့ဖို့သူ့ကိုခေါ်ကြတယ်ဒါမဲ့သူပြောတဲ့အရာကငါအသက်ရှင်တဲ့ဖခင်ရဲ့တာသမီဖြစ်ရတော့ခွင့်ရတာဟာမင်းသားနဲ့မတော်မလဲနိုင်ဘူးလို့ပြောတယ် ူတည်းတမရလောက်ပါလားလို့ပြောနေမှာတမရနေရာထက်ဖရားကငါ့ကိုထားပေးတဲ့ညာငါပူကြိုက်တယ်လို့ပြောတယ်စီပွားကြီးကြီးမားမားတီထောင်မလားနေုံငါတို့ investment ပေးမယ်နေရဥဆောင်ရမယ်လို့ပြောတဲ့ကမှာအဲစီပွားကြီးတွေထက်ငါဖျားကိုပဲပို့ပြီးတတ်မဲ့တယ်လို့ milligram မှာပြောခဲ့တယ်အကြောင်းဒီကနေ့မှာကောကျွန်တော်တို့ဒီကိုအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာဒုက္ခတွေကြုံရတယ်ခက်ခဲခြင်းတွေကြုံရတယ်ဖျားနာတာတွေကြုံရတယ်နော်ငွေကြေးတွေမိသားစုမျိုးစုံအဖြစ်ကျွန်တော်တို့ကိုပြောတဲ့ကမှာ ဖျားထက်ကျွန်တော်တို့ကဘယ်အရာကိုဦးစားပေးပြီးခါမှလိုက်လျှောက်တယ်လေဆိုတာကျွန်တော်တို့ရဲ့အသက်တာထဲမှာစဉ်းစားဖို့သိပြီးခါမှအရေးကြီးပါတယ်မြန်မာနိုင်ငံခက်ခဲတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်တတော်များများကဘုရားမှုတော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာဘုရားကိုစွန့်ပစ်တဲ့လူတတော်များတယ်ဘာဖြစ်လို့မြန်မာပြည်ကြီးအပြောင်းလဲပါစေလို့ပြောပြမိမယ်ကို့လည်းဝါကားတိုင်းကိုထိုင်းရတဲ့လူတော်တော်ရှားတယ်။သူများရဲ့ပြည်ရဲ့ပြုမှုမှုခံရမှာကိုတော်တော်ကြောက်တယ်။ ဒီခေတ်မှာကျွန်တော်တို့ကပျော်ပျော်ပါးပါးနဲ့မိသားစုအလိုက်နဲ့ကျွန်တော်အတင်းတော်လိုက်နဲ့ကျွန်တော်ကဝတ်ပြုကိုးကွယ်လို့တော့ရတယ်တကယ်ဒုက္ခဆင်းရဲတွေ persecution လို့ခေါ်တဲ့ဆင်းရဲဒုက္ခချင်းတွေကြုံလာရရှိရင်ကျွန်တော်ရယုံကြည်ခြင်းကိုပြန်ဆန်းစစ်ဖို့တိတ်ပြီးမှအရေးကြီးတယ်ဒီကလေးကတော့ယုံကြည်ခြင်းကပေါ်ပြူလာယုံကြည်ခြင်းများဖြစ်မိသလားကိုကိုကိုလည်းပြန်ပြီးခမဆန်းစစ်ကြည့်ကိုကိုကိုဆရာအမြဲတမ်းစမ်းစစ်တဲ့အရာကပါလေဒီချိန်မှာ persecution လို့ခေါ်တဲ့ညှဉ်းပန်းနှိပ်စက်ခြင်း ယုံကြည်သူတွေညင်ပတ်နှိပ်စက်ချင်းခံလို့ရှင်တင်းရဲ့ယုံကြည်ခြင်းကတော့ဒီနေ့အတိုင်းဘုရားဗိမ္မာတော်ထဲမှာနေတဲ့လူတမျှထောင်ထဲမှာဗိမ္မာတော်နေတဲ့လူအတက်ခံရမယ်ဆိုတင်လို့ဗိမ္မာတော်ထဲမှာလာရဲမလားကောင်းနေတဲ့အချိန်မှာခေကောင်းနေတဲ့အချိန်မှာတော့ဘုရားရဲ့ဝတ်ပြုကိုယ်ပွဲဖို့တော့အယံမဲ့လွယ်ပါတယ် ါပေမဲ့ကိုယ့်ရဲ့အသက်ကိုစစ်မှန်တဲ့ငါရဲ့တပည့်ဖြစ်တော်သူကငါကိုနံပါတ်1နေရာမှာထားရမယ်လို့ပြောတယ်မိသားစုအားလုံးကြီးထက်ပူပြင်းောက်နံပါတ်1နေရာမှာထားရမယ်ဆိုတော့ဒီကနေ့မှာတဲတာမျိုးတွေဖြစ်ပျက်လို့ရှင်ကျွန်တော်ရဲ့ယုံကြည်ခြင်းကခိုင်ခတ်မလားပုံနေပြီးမှပဲဖရာရှင်ကိုကျွန်တော်တို့ကဇောရကတက်နေမလားအရာကတိပိခမရေးချင်ပါခစ်ကောင်းမှတရားဟောဆရာမဟုတ်ပဲနဲ့ခစ်ဘယ်လိုမျိုးခစ်ဖြစ်နေပါစေတရားဟောဆရာဖြစ်ဖို့လူကြီးကြီးတယ် ယုံကြည်သူဆိုတာလေဒီအတိုင်းပဲဘယ်လိုမျိုးအခြေအနေပါညင်ပတ်နှိမ့်ဆက်မှုကြုံနေတဲ့အချိန်မှာလဲဖះကိုဝက်ပြုတ်ကိုကိုရဲတော်သူများဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်အဲ့ဒါကြောင့်မဲ့ခရစ်တော်ကဒီမှာ whoever doesn't bear his cross cannot be my disciple ငါရဲ့လုံးဒီလက်ဝါးကားတိုင်ကိုနော်ထမ်းနိုင်ဖို့ငါနောက်ကိုလိုက်နိုင်ဖို့အတွက်ကသူ့ရဲ့လက်ဝါးကားတိုင်ကိုထမ်းရမယ် အဲ့လဝါကားတိုင်ကဘာရီပါမလဲဒုက္ခဆင်းရဲသူမြပြောဆိုမှုမိသားစုရဲ့ဖိအားမိဘရဲ့ဖိအားအဲ့အရာအလုံးကိုကြော်နှွားပြီးခါမှငါ့ကိုနံပါတ်၁နေရာမှာထားပြီးငါ့နောက်ကိုရဲရဲလိုက်တော့သူဟာဘာဖြစ်မလဲငါ့ရဲ့စစ်မှန်တဲ့ယုံကြည်သူငါ့ရဲ့စစ်မှန်တဲ့သားသမီးငါ့ကိုစစ်မှန်တဲ့ငါ့ရဲ့နောက်လိုက်ဖြစ်တယ်လို့ဖော်ပြပေးထားတာကိုခရစ်တော်ကဒီမှာဖော်ပြပေးထားတယ် ဲ့တော့ကျွန်တော်တို့ရဲ့အတ္တတာမှာကောခေကောင်းပါပဲကိုရောပြားလို့ပြောပြီးကမှတကယ်ပဲဒီမှာဆင်းရဲဒုက္ခတွေကြုံမဲ့ခရိယမန်တမြနေလို့ပါတော့ညှဉ်းပန်းနှိပ်စက်မယ်လို့ရှင်ပိုးတို့လုံးကကြုံခဲ့တဲ့အရာတွေကိုကျွန်တော်ကြုံရင်ရောကျွန်တော်ရဲ့ယုံကြည်ခြင်းကမှန်ကန်စွာနဲ့ဗိမာန်တော်ထဲမှာဝတ်ပြုကိုးကွယ်ရဲမလားတရားဟောရဲမလားအဲ့တော့ကျွန်တော်ရဲ့နှလုံးသားကိုပြန်လည်ပြီးခါမှပြင်ဆင်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်။အဲ့ဒါကြောင့်မဲ့ခုနကျွန်တော်တို့ဖတ်ပြီးသွားတယ်လို့ပေါ့ခွန်အားပေးခြင်းတဲ့အရာကပါလဲဆိုရင် ဖရာသခင်ရဲ့နောက်လိုက်ကောင်းအမှုတော်ဆောင်ကောင်းဖြစ်ဖို့အတွက်ကဘာလဲဆိုရင်ခေကောင်းမှာပဲတရားဟောဆရာမဖြစ်ဖို့ခေကောင်းမှာပဲဗိမာန်တော်ထဲမှာလာပြီးဝတ်ပြုကိုးကွယ်တော်သူများမဖြစ်ဖို့အတွက် နော်ဆရာနေနဲ့ခွန်အားပေးခြင်းပါတယ်ဘယ်လိုခက်ကာလာပဲကြုံတွေ့နေပါစေဖယားနဲ့ကိုသားတင်တွေ့ဖို့တိတ်ပြီးခါမှရေးကြည့်တယ်မိမန်တော်ထဲရောက်တဲ့ခါမှဟာဆရာတော်တရားဟောတော်မယ်အဲဆရာတရားဟောဆရာတော်ငါမကြိုက်ဘူးအဲ praise and worship ကတော့ငါမကြိုက်ဘူးမဟုတ်ပဲねငါဒီကနေ့မိမန်တော်ထဲမှာလာတာဟာဖယားကိုတွေ့ဖို့လာတာလူကိုတွေ့ဖို့လာတာမဟုတ်ဘူးငါဖယားကိုတွေ့ဖို့လိုတဲ့ကြောင့်ဖယားကဒီလူအတုံးပြပြီးငါရဲ့အတ္တကိုဘယ်လိုတိဆောက်မလဲ ငါနံပါတ်1နေရာမှာထားတယ်ငါဖျားကငါ့ကိုဘာစကားပြောမလဲသူ့အတုံးပြုတ်ပြီးခါမှာဒီတချင်းအားဖြင့်ငါ့ကိုဖျားကဘလို့အသက်တာတွင်တင်မလဲအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်ကဗိမာန်တော်ထဲမှာပြင်ဆင်ပြီးလာရောက်ဖို့ကတိတ်ပြီးခါမှာအရေးကြီးပါတယ်အဲ့ဒါကြောင့်ဖျားရဲ့တာသမီးတွေမြင့်မြတ်တော်ဖျားရဲ့အမှုတော်ဆောင်တွေဖြစ်ဖို့ဆိုတာကဒီအရာတွေကတိတ်ပြီးခါမှာအရေးကြီးပါတယ်ကြံတဲ့အရာတွေကလောက်တာတွေကတော့အများကြီးရှိမှာပါဒါမဲ့ဖရာအတွက်ဒါတွေကအရေးမကြီးဘူး အဲ့တော့ကျောင်းကျွန်တော်နံပါတ်1နေရာမှာခုဖရာကပြောထားတဲ့အတိုင်းဖရာနောက်ကိုလိုက်တော်သူမန္တမြကပါလဲဆိုမြင့်မြတ်တော်မှုတော်ဆောင်ဖြစ်တယ်။အဲ့တော့ကျောင်းကျွန်တော်ရဲ့အတ္တတာကိုနံပါတ်1နေရာမှာဖရာထားပြီးကိုယ်လည်းဝါကားတိုင်ကိုကိုထမ်းတော်သူများဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်။ အဲ့တော့ဗိမာန်တော်တက်တနင်းကလေးလေးရောက်တဲ့အခါတိုင်းမှာတော့ကျွန်တော်တို့ကဖះကိုငါတွေ့ဖို့တွားတယ်ဆိုတဲ့အရာကိုစိတ်နှလုံးသားပြင်ဆင်ပြီးခါမှလာဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်။တရားဟောဆရာကိုကျွန်တော်တို့ကမကူကွယ်ပါဘူး။ worship ကောင်းဆောင်ကိုကျွန်တော်တို့ကမကူကွယ်ပါဘူး။အရာအားလုံးဟာဖះကိုပဲကျွန်တော်တို့ကချီးမွမ်းတာ။ချီးမွမ်းတဲ့တခြင်းတွေ worship တို့ praise တို့မန်တမြအားလုံးဟာကျွန်တော်တို့ဘသူ့ကိုပဲကျွန်တော်တို့ကချီးမွမ်းကိုယ်ကွယ်ခြင်းလုပ်တယ်ဖះပဲ။ ဖရားကောင်းမြတ်ခြင်းကိုကျွန်တော်တို့ကအားလုံးညီဖို့တော့ worship leader ကကျွန်တော်တို့ကိုဥဆောင်ပေးတယ်။ကိုရောကောင်းမြတ်လိုက်တာဆိုတဲ့အရာအားလုံးအတူတကွကျွန်တော်တို့ကဆိုကြတာဒါပဲ။ဘသူကမှဒီဗိမာန်တော်ထဲမှာဘသူကမှကျွန်တော်တို့ကပူပြီးချီးမြှောက်တာမရှိဘူးအရာအားလုံးဟာကိုတော်ပဲဖြစ်တယ်အရာအားလုံးဟာကိုတော်ပဲဖြစ်တယ်ဒါပဲကျွန်တော်တို့ကဒီတခြင်းအဖြစ်ကျွန်တော်တို့ကချီးမွမ်းကြတယ်နောက်ပြီးခါမှကျွန်တော်တရားဟောတဲ့အရာအားလုံးကလည်းသူ့အကြောင်းကိုဘသူမှမဟောဘူးဖရာရဲ့နှုတ်ကပတ်တော်မှာဖရာသခင်ရဲ့ချစ်ခြင်းမြတ်တာ ယေရှုဖခင်ကဘလို့ကျွန်တော်တို့ကိုတုံတင်တယ်ဘလို့နေထိုင်ရမလဲဆိုတော့တုံတင်ပေးတဲ့အရာတန်ရှင်သောဝိညာဉ်တော်ဖခင်ကကျွန်တော်မှာလိုအပ်နေတဲ့အသက်တာတွေကိုတိဆောက်ပေးဖို့အတွက်ကိုပဲကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ကြတာဖြစ်တယ် ဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာမြင့်မြတ်သောယုံကြည်သူမြင့်မြတ်သောဖရာရဲ့သားသမီးမြင့်မြတ်သောမှုတော်ဆောင်ဖြစ်ဖို့ကနံပါတ်1နေရာမှာဖရာသခင်ကိုထားပြီးခါမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာနေ့စဉ်နဲ့နေ့တိုင်းရှောက်လန်းပြီးမှနော်ဖရာရဲ့အလိုတော်အတိုင်းရှောက်လန်းနိုင်တဲ့ဖရာရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ဒီနေ့မနေ့မှာခွန်အားပေးဆင်ပါတယ်။ကျမ်းစာကိုရောက်စီတဲ့ပုံမှာဆက်ဆံပြီးပါစေ။